တတော်အောင်ဆိုတာဘလို့စိတ်တက်ရှိတယ်လေဆိုတာလေနော်ရှုတော်အသေးသေးကနေမြတ်စွာဘုရားဟောတဲ့ဒေသနာတွေကတော့အများကြီးရှိတာပေါ့နော်တတော်ကောင်းရဲ့အတိပဲတတော်ကောင်းစိတ်တက်တွေကိုအများကြီးပြောတာရှိပါတယ်ဒါပေမဲ့ဒီဒေသနာမှာပြောထားတာလေးကိုလည်းပဲဦးဇင်းတို့ကနော်အရင်သိနေခြင်းနဲ့အရင်လဲစိတ်ဝင်စားတယ်အခြေခံကြောင့်တော့ပြောထားတော့ဥပရိပါဏတာပါဠိတော်မှာတပ်ပုရိသတုတ်တန်နဲ့တုတ်တန်ရဲ့ကောင်းစဉ်ကတပ်ပုရိသတပ်ပုရိသဆိုတာမှာပြောထားတော့တတော်ကောင်းလို့ပြောတာ လောကမှာအမြင့်မားဆုံးဘွဲတူးလို့ဦးရင်ထင်ပါတယ်။နော်သူတော်ကောင်းဆိုတဲ့ဘွဲကတော့အမြင့်မားဆုံးဘွဲပဲ။ဟုတ်တယ်မဟုတ်လား။အေး။အဲ့တော့မြတ်စွာဘုရားကနော်ယဟန်တွေကိုနော်ယဟန်တို့တဲ့။အခုသူတော်ကောင်းတို့ရဲ့တရားသူယုံမာတို့ရဲ့တရားကိုတင်းတော့ငါဟောပြမယ်။ဒါကြောင့်ကောင်းစွာနှလုံးသွင်းပြီးတော့ယူယူသေးသေးနားယူပြီးတော့ကောင်းစွာနှလုံးသွင်းကြမှတ်သားကြ။အဲ့လိုနေတဲ့လေးချီပြီးတော့မြတ်စွာဘုရားဟောတာ။နော်သူတော်ကောင်းတို့ရဲ့တရားသူယုံမာတို့ရဲ့တရား ည်းအားဖြင့်သူတော်ကောင်းတို့ရဲ့စိတ်ထားသူတို့သူယုံမာတို့ရဲ့စိတ်ထားအောင်လို့ရှိတယ်အဲ့ဒါကိုမြတ်စွာဘုရားဟောပြတာယန်းတို့တဲ့ဒီသာသနာတော်မှာတော့တချို့ယန်းတွေဟာယန်းတွေကိုဟောတာကိုတော့တချို့ယန်းတွေဟာအလွန်မြက်တဲ့အမျိုးကနေယန်းပြူလာတယ်တဲ့နော်အလွန်အလွန်မြက်တဲ့အမျိုးပေါ့နော်ဒါအိန္ဒိယကနော်အမျိုးကိုအလွန်စကားပြောတာဘယ်မျိုးမှကိုမွေးဖွားခဲ့လဲဆိုတော့သူတို့အလွန်စကားပြောတာ အလွန်မြတ်တဲ့အမျိုးမှာသူကအလွန်အမြတ်တဲ့အမျိုးကနေရမ်းပြူလာတယ်အဲ့တော့သူကဘယ်လိုရှင်းသားလို့ဆိုတော့မာမအမျိုးမြတ်တဲ့အနေထားကနေရမ်းပြူလာတာဒီပြင်ရန်တွေကငါ့လောက်အမျိုးမမြတ်ဘူးအဲ့လိုရှင်းသားပြီးတော့သူ့စိတ်ထဲမှာအမျိုးမြတ်ခြင်းတည်းဟုသောအကြောင်းအကြောင်းကိုကိုကိုမြင့်တင်တယ်သူတစ်ပါးကိုရှုံချတယ်တဲ့ကိုကိုကိုအထင်ကြီးတယ်သူများကိုအထင်သေးတယ်ကိုကိုကိုဟုတ်တယ်ထင်တယ်သူများကိုမဟုတ်ဘူးထင်တယ်အဲ့ဒါသူယုံမှစိတ်ထားတယ်တဲ့ဟုတ်ပါတယ်တော့အဲ့ဒါသူယုံမှစိတ်ထား တော့အဓိကကကိုကိုကိုမြင့်တင်လိုက်တာသူများကိုရှုံချလိုက်တာအဲ့ဒါသူရုံမှစိတ်ထားပဲလေဆက်ပြီးတော့လာမတော့အများကြီးလာမှာအကြောင်းတရားတွေဟုတ်လားသူတော်ကောင်းစိတ်ထားကြတော့အဲ့လိုမဟုတ်ဘူးတဲ့သူတော်ကောင်းတို့ရဲ့စိတ်ထားကဘယ်လိုလဲသူအမျိုးမြတ်တဲ့ဘဝနဲ့သူရမ်းပြူလာတယ်ဒါပေမဲ့သူကဘယ်လိုစဉ်းစားတော့အမျိုးမြတ်ခြင်းကြောင့်လောဘဒေါသမောဟကုန်ခန္ဓာမဟုတ်ဘူးတဲ့သူစဉ်းစားပုံလေးရနော်အမျိုးမြတ်ခြင်းကြောင့်လောဘဒေါသမောဟကုန်သွားတာမဟုတ်ဘူးတကယ်ဆိုလို့ရှိရင် အသက်တင်လျောက်ပတ်လျောက်ကန်းနဲ့နော်တရားထုတရားမြတ်ရဖို့အတွက်ထိုက်တန်တဲ့အကျင့်မြတ်ကိုကောင်းကောင်းမွန်မွန်ကျင့်မှသာနေရနော်လောဘဒေါသမောဟဆိုတာကုန်နိုင်တာဟုတ်ဒါကြောင့်အယုသေးခံယူခြင်းကထိုက်တန်အောင်ကျင့်တယ်ကောင်းကောင်းမွန်မွန်ဖြောင်းဖြောင်းမတ်မတ်ကျင့်တယ်တကယ်မှန်မှန်ကန်ကန်ကျင့်တယ်ဆိုရင်အဲ့ဒီအကျင့်တရားနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာမျက်နှိုးစရာကောင်းတာပဲတဲ့ဟုတ်သူတော်ကောင်းစီတန်းရှိတဲ့ပုဂ္ဂိုလ်ရဲ့အတွေ့အကြုံအဲ့လိုဟုတ်လားအမျိုးမြတ်ချင်းကြောင့်လောဘဒေါသမောဟကုန်တာမဟုတ်ဘူး။ကောင်းကောင်းမှန်မှန်ကျင့်သုံးမှသာလေချီးမွမ်းတိုက်တာ အဲ့လိုသိမြင်နားလည်ပြီးတော့အမျိုးမျက်ချင်းဒီဟူသောအကြောင်းကြောင့်ကိုကိုကိုလည်းမမြင်တယ်မို့သူများကိုလည်းမရှုံချအောင်အဲ့ဒါသူတော်ကောင်းတို့ရည်စည်ထားတယ်ဒီတစ်ချက်ကိုပဲပဲနဲ့နဲ့မှတ်ရဟုတ်လားနောက်ဟာတွေကဒါလေးကိုမိပြီးတော့ပြောမှာဒီဒီပုံစံလိုက်ပြီးဟောသွားတာအခုပါပြောတော့အမျိုးမျက်တယ်ပြောအမျိုးနဲ့ပတ်သက်ပြီးတော့လေးမျိုးတောင်ရွှေပြားသွားတယ်ဟုတ်လားအမျိုးမျက်တယ်မျက်တဲ့အမျိုးကလည်းရမ်းပြုခဲ့တယ်နောက်တစ်ပါပြောတော့ကြီးကျယ်တဲ့အမျိုးကလည်းရမ်းပြုခဲ့တယ်ဆွေတွေမျိုးတွေတောင်းနေလို့ဆိုလိုတာနဲ့တူပါရဲ့ ကြီးကျယ်တဲ့အမျိုးကနေရံပြူတော့ငါကကြီးကျယ်တဲ့အမျိုးကရံပြူလာတာ။ဟိုပုဂ္ဂိုလ်တွေတိတ်တိတ်နဲ့အမျိုးကနေရံပြူလာတာ။ဒါကြောင့်ငါကသူတို့တက်တာလေ။ပုဂ္ဂိုလ်ကိုမြင့်တင်တယ်၊သူများကိုရှုပ်ချတယ်၊ဒါပါလေ။သူယုံမှစိတ်တာ။ကြီးကျယ်တဲ့အမျိုးကပြူလာလို့ရံပြူလာတော့လောဘဒေါသမောဟကုန်တာမဟုတ်ဘူး။ကောင်းကောင်းချင်းမှလောဘဒေါသမောဟကုန်တာ။ဒါကြောင့်ကောင်းကောင်းချင်းချင်းဒီမြင့်နိုးစရာဖြစ်တယ်။ဒီအတွေးနဲ့ပုဂ္ဂိုလ်ကိုမမြင့်တင်ဘူး၊သူများကိုမရှုံချဘူး။ဒါပါလေ။သူတော်ကောင်းစိတ်တာ။နောက်ထပ် လွန်ပေါများတဲ့ဥစ္စာရှိတဲ့အမျိုးကနေရဟန်းပြုလာတယ်။မရှိအလွန်ချမ်းသာတယ်ပေါ့နော်။အလွန်ပေါ်တယ်။အဲ့ဒါကိုအကြောင်းပြုပြီးတော့ငါကချမ်းသာတဲ့ဘဝကနေရဟန်းပြုလာတာ။ကိုလူတွေကမွေးတည်တဲ့နေရာကနေရဟန်းပြုလာတာ။ဟုတ်လား။အဲ့ဒါကိုစဉ်းစားပြီးတော့ကိုယ့်ကိုယ်ကိုမြင့်တင်မဲ့သူများကိုနှိမ့်ချမဲ့ရှင်ပါလေ။ဒီဥမာရှိတာ။ပစ္စည်းပေါ်တဲ့ဘဝကရဟန်းပြုလာလို့ပစ္စည်းပေါ်တာကလောဘဒေါသမောဟကိုကုန်စေတာမဟုတ်။ကောင်းကောင်းချင်းမှမြင့်လို့စရာချီးမွမ်းစရာရှိတာ။ ဒါကြောင့်မို့လို့အဲ့ဒီလိုမှန်ကန်တဲ့တွင်းနဲ့တရားဟောစီတဲ့ရှိတဲ့လူကတော့ကိုယ့်ကိုယ်ကိုလည်းမမြင့်တင်ဘူးသူများကိုလည်းမရှုံချအောင်ဒါတရားစိတ်တဲ့နောက်ထပ်တစ်မျိုးပါပြောသေးတော့အလွန်မွန်မြင့်တဲ့အသုံးဆောင်ရှိတဲ့အမျိုးကနေရံပြူလာတဲ့တေချာစဉ်းစားနေတာပါပြောတာတော့ဟုတ်တယ်အရန်တန်ဖိုးရှိတဲ့အသုံးဆောင်လေးအခုဒီခေတ်ဆိုရင်နောက်ကားဆိုလို့ရှိရင်တကယ်ကိုယောပါအတွက်တဲ့ကားမျိုးပဲစီမင်းပေါ့တိုက်ဆိုရင်လည်းတကယ်ကောင်းပြီဆိုတဲ့တိုက်နဲ့နေမယ်ပေါ့ဟာအစံရှိတိုင်းတချို့ကမွန်မြင့်တဲ့အသုံးဆောင်ရှိတာမဟုတ်ဘူးနော် ဟုတ်တယ်မဟုတ်လားအေးအဲ့တော့မြတ်စွာဘုရားခွဲချမ်းပြီးတော့ဟောတာအမျိုးနဲ့ပတ်သက်ပြီးဘယ်နှချက်ဟောတော့လေးမျိုးဟုတ်လားနောက်ဆက်ပြီးတော့ဘာပြောတော့ရန်တို့တဲ့ဒိသသနာမှာတချို့တော့ရန်တွေဟာအလွန်တရာမှနာမည်ကျော်ကြားတယ်နောက်ချွေရန်တွေလည်းများတယ်ဝိုင်းဝိုင်းလဲနေတယ်ပေါ့ဟုတ်လားအဲ့ဒီလိုမျိုးအနေထားဖြစ်လာပြီဆိုရင်အဲ့ဒီပုံကဘယ်လိုစဉ်းစားတော့ငါကအချမ်းရအကျိုးဆုံးများတယ်ကျော်ကြားမှုလည်းရှိတယ်ကျန်တဲ့လူတွေကတာမန်တွေပါ ဟုတ်လား အဲ့လိုမျိုးကြော်ကြားတာကိုအကြောင်းပြုပြီးတော့ကိုကိုကိုမြင့်တင်တယ်သူတို့ဘာကိုရှုံချမယ်ရှင်အဲ့ဒါမှတော့သူရုံမှစိတ်တပါတဲ့ဟောတချို့ကြတော့ကြော်ကြားမှုရှိတယ်အချွေရန်လည်းပေါ်တယ်ဒါပေမဲ့လို့သူအဲ့လိုမတွေ့ဘူးဩဒီအချွေရန်ဒီဒီကြော်ကြားမှုတွေကြောင့်လောဘဒေါသမောဟကုန်သွားတာမဟုတ်ဘလောက်ကြော်ကြားကြော်ကြားဘလောက်အချွေရန်များများလောဘဒေါသမောဟကြော်ကြားခြင်းအချွေရန်များခြင်းဒီဟုသောအကြောင်းကြောင့်တော့ကုန်ကြအကြောင်းမရှိဖြစ်ချင်းဖြစ်ရင်ကြော်ကြားခြင်းအချွေရန်များခြင်းကြောင့်ကိလေသာတွေတိုးလာတဲ့အကြောင်းပဲရှိတယ် ဒါသတိထားနိုင်မှာနော်သတိမထားနိုင်အဲ့ဒါကလောဘဒေါသမောဟများခြင်းရဲ့အကြောင်းပဲဒါကြောင့်မြတ်စွာဘုရားကဒီအချမ်းရအကျော်စောတွေဟာတော့အလွန်ခက်ထန်တဲ့သဘောရှိတယ်အနာဂံကိုတောင်မှန်အောင်ပြစ်နိုင်တယ်မိုးကြိုးဆက်သွားဖြစ်တယ်လို့ဟောတယ်ဟုတ်လားဒါကြောင့်အချွေရအကျော်စောတွေများလို့အချမ်းရတွေများလို့နာမည်တွေကြီးလို့ကြောကြားလို့လောဘဒေါသမောဟမကုန်ဟုတ်လားသူစဉ်းစားတာအရင်မတည်ဘူးလားတည်တယ်နော်ကောင်းကောင်းကျင့်မှသာလေမျက်နှိုးလိုက်တာချီးမွမ်းလိုက်တာဒီလိုမှန်ကန်တဲ့အတွင်းနဲ့ နာမည်ကြီးချင်းကြော်ကြခြင်းကြောင့်သူ့ကိုယ်သူမြင့်တင်နေဆိုတာမရှိဘူးသူများကိုရှုံချတယ်ဆိုတာမရှိဘူးအဲ့ဒါပါလေသူတော်ကောင်းရှိတယ်ဟုတ်နောက်ကြော်ကြမှုပြီးတော့ပါပြောလို့ရန်တို့တဲ့ဟောဒီသာသနာတော်ကြီးမှာတချို့ရန်တွေကပစ္စည်းလေးမှာအလွန်ပေါ်တယ်တဲ့စွမ်းသင်္ကန်းချောင်းစီလူမတမ်းမလို့ဝိုင်းဝိုင်းလဲနေတယ်နော်လက်လာပါအလွန်များတယ်ပေါ့ချို့ကနာမည်တော့မကြည့်ဘူးဒါပေမဲ့လက်လာပါများတယ်နော်နာမည်ကြီးတာနဲ့လက်လာပါကိုခွဲပြောတာနော်လက်လာပါအလွန်များတယ်ပြေရှုစာပုံထမ်းတယ်လူချင်းအစုံသူ့မှာအရင်များတယ် ဲ့တော့သူဘယ်လိုရှင်းသားတော့ငါကလက်လာပါများတယ်ဟုတ်ကြတဲ့ပုံကိုယ်တွေကဘုံကံလွန်နေတဲ့လူတွေဟုတ်လားအဲ့ဒီလိုအတွေးနဲ့ကိုကိုကိုမြင့်တင်တဲ့သူတစ်ပါးကိုရှုံးချတယ်ဒါဆိုရင်ပါလေတရုံမှာစိတ်ထမ်းတယ်တချို့ကြတော့ဘုံကံလည်းကြီးတယ်လက်လာပါလည်းပေါ်တယ်ဒါပေမဲ့လူမှန်ကန်တဲ့အမြင်ရှိတယ်အော်ဒီလက်လာပါတွေများလို့လောဘဒေါသမောဟကုန်တာမဟုတ်ဘူးမကုန်တဲ့အပြင်အခက်မသိရင်နောက်နှလုံးသွင်းမတတ်ရင်လောဘဒေါသမောဟပွားစီးခြင်းရဲ့အကြောင်းတရားကဖြစ်တယ်လက်လာပါများလေဆိုတာ ဟုတ်တယ်မဟုတ်လားကိုယ့်ရဲ့လက်လာဘကိုမဝေခွဲနိုင်ဘူးဆိုရင်အဲ့ဒါပြည်တာဖြစ်ဖို့အတွက်အကြောင်းတရားပဲလေနော်ဘယ်သူမျိုးကတော့